မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့တာဝါတိုင်းစခန်းကုန်းထွေးအုံယုံနယ်မြို့နယ်ရဲစခန်းတို့ကိုဒပြိုင်နယ်ထဲဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား18ဦးသေဆုံးပြီး PDF ရဲဘော်3ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်6:00ခန်းကစတင်ပြီးတော့လောင်းလုံးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ် တပ်ဆွဲထားတဲ့လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းထွေးအုပ်ရုံးတဲ့မြို့မရဲစခန်းတို့ကို PDF တပ်ဖွဲ့များကကြပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကကြီးရေလေပြစ်ကူများနဲ့အပြင်းထန်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကို PDF ရဲဘော်များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာတိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား6ဦးသေဆုံးက၄ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားစဉ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က ရေတပ်စစ်သင်္ဘောများကလည်းအနောက်ဘက်ပင်လယ်ပြင်ကနေဝင်ရောက်လာတဲ့လက်နက်ကြီးများနဲ့အချက်ရေပေါင်းများစွာပြစ်ကူပေးခဲ့ပြီးတော့လေကြောင်းကနေလည်း Jet Fighter တစ်စီးစစ်ရဟတ်ရင်နှစ်စီးတို့နဲ့ပြစ်ခတ်ပြီးတော့စစ်ကူပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဟာမနက်7:30နာရီ30မိနစ်အထိကို9နာရီခွဲခန့်ကြာမြင့်ခဲ့ပြီးတော့ PDF ရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီးရဲဘော်5ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုလောင်လုံးပကဖနဲ့ဒဝဲခရိုင်တိုင်ရင်တက် T1 Gorilla ဒဝဲ ဖက်ဒရယ်ဒူဝန်တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူပဲလောင်လုံးမြို့အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့ထွေအုပ်ရုံးတဲ့မြို့မှာရဲစခန်းကိုလည်းမနက်6နာရီခန့်ကစတင်ပြီးတော့ PDF ရဲဘော်များကလက်နက်ကြီးများနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ရဲစခန်းအတွင်းကို60မမတလုံးနဲ့40မမဘုံသီး၅လုံးကြက်ရောက်ပောက်ကွဲကရဲလေးဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ထွေအုပ်ရုံးအတွင်းကိုလည်း၄၀မမဘုံဒီ သုံးလုံးကြောက်ရောက်ပေါက်ကွဲခဲ့ပြီးတော့စစ်သား၃ဦးထပ်မံသေးဆုံးကထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့နယ်မြေခံပြူစောတိအဖွဲ့ဝင်များရဲ့တရင်ပေးချက်အရာ PDF ရဲဘော်များရှိရာနေရာကိုစစ်ကြောင်းထိုးဖောက်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့များအနီးကပ်ထပ်မံပြီးတော့တိုက်ပွဲဖြစ်ပွားပြီးစစ်သား၄ဦးသေဆုံးက PDF ရဲဘော်၂ဦးကြာဆုံးပြီး သုံးဦးမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမွန်လွဲတနအီထိကိုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုလောင်လုံးပါကဖတက်စုဘောင်းစုံကောင်းကြီးအောင်စစ်ကြောင်းတရချောင်းပကဖနဲ့ຫນွေဦးပြောက်ကြားတပ်ဖွဲ့ Student Revolutionary Force တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပြီးတနအီလောက်ကြာပြီးတာနဲ့စစ်ခွေးတွေရဲ့ရေချောင်းစစ်သည်ဘောကအချက်ရေပေါင်းများစွာပစ်ကူခဲ့ပါတယ်။တာဝါတိုင်းစခန်းနဲ့မြို့ရင်းစခန်းတွေကိုဒပြိုင်နက်ထဲတိုက်တာပါ။အသာစီးအနေထားဖြစ်နေရကနေလေချောင်းကနေပထမ Jet Fighter ဘုံကျဲပြီး ရဟရင်ကပါလာရောက်ဘုံကျဲနေတော့ကျွန်တော်တို့တွေဆုတ်လိုက်ရတာပါလောင်းလုံးမျိုးထဲမှာပထမဆုံးစစ်ခွေးတွေဘက်ကစခန်းမကြဆုံးရေးအတွက်ကြီးရည်လေးခုခံတဲ့ပွဲတပွဲပဲလို့လောင်းလုံး PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ3ထိန်းချုပ်နယ်မြေညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဘောကထစေကောင်းစီတပ်စခန်းကတပ်ဖွဲ့ဝင်များဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO တို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့မေလ9ရက်နေ့ကစပြီးတော့စခန်းကနေဆုံခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ကြီးမျိုးနဲ့ဗဒဲကောကြီးရွာအတွင်းမှာအနှစ်30နီးပါးတပ်ဆွဲထားတဲ့ဘောကထစေကောင်းစီတပ်စခန်းကိုပြီးခဲ့တဲ့ AP လာပိုင်းကစတင်ပြီးတော့ KNL ပူးပေါင်းတပ်ဖွဲ့များက drone ပုံချပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှီကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများတုံ့ပြန်လှုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။တပ်ဖွဲ့ဝင်32ဦးရှိတယ်။အဲဒီစခန်းမှာရှိတဲ့စစ်ကောင်စီတပ်များဟာပြီးခဲ့တဲ့မေလ9ရက်နေ့မှာလက်နက်ခဲယမ်းများကိုတိုက်ဆောင်ပြီးတော့စခန်းကနေစွန့်ခွာသွားပြီးတဲ့နောက် KNLA ဘက်ကမေလ10ရက်နေ့မှာအဲဒီစခန်းအတွင်းကိုဝင်ရောက်ပြီးတော့ရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို KNU တပ်မဟာ3ရဲ့တာဝန်ရှိသူတဦးကအတိအပြုပြောဆိုထားပါတယ်။အဲဒီစခန်းကရှိနေတာအနည်း30နီးပါးလောက်ကြားပြီးစခန်းမှာ31ရောက်ရှိတယ်ပြီးခဲ့တဲ့နှစ်တုန်းကလည်း အဲ့ဒီစခန်းမှာခမရ264တရင်ကလာထိုင်သွားတာမျိုးရှိတယ်အခုတစ်ခေါက်ကတော့နောက်ထပ်တရင်တစ်ခုပေါ့ AP လလာပိုင်းကလေးကလှုပ်ရှားတော့မေလ9ရက်နေ့ကျမှစစ်ကောင်စီဘက်ကအကုန်ဆုတ်သွားတယ်၈ရက်နေ့ကျတော့သူတို့စခန်းထဲကိုဝင်ပြီးတော့စခန်းရှင်းလေးတွေတွားလောက်တာလူနဲ့လက်နက်ကတော့မရလိုက်ဘူးလို့အဲ့ဒီတာဝန်ရှိသူကပြောဆိုထားပါတယ် KNL တပ်ဖွဲ့များအဲ့ဒီစခန်းကိုစတင်တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီးတော့တပ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစုခွာထွက်ပြေးပြီးတဲ့လက်ရှိအချိန်အထိ လေချောင်းတဲ့လက်နက်ကြီးကိုတုံးကစစ်ကောင်စီဘက်ကစစ်ကူပေးခဲ့တဲ့အတွက်ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့သလိုခိတ္တနေရက်ကိုပြန်တဲ့ဒေသခံများဟာလည်းထမှန်ပြီးတော့ရှောင်တိန်နေရာကြောင်းဒေသခံများကပြောဆိုထားပါတယ်ဒေသခံအမျိုးသားတို့ကရွာခံတွေကတော့အကုန်လုံးပြေးတာပဲဟိုးအရင်တိုက်ပွဲသွားဖို့ကလေးကအဲ့ဒီရွာတွေကတော်တွေထဲမှာပဲနေကြရတာရွာတွေကိုပြန်ဝင်နေဆိုတာအချိန်နေအကဲခတ်ကြည့်တာလောက်ပဲရှိတယ်ပြန်နေတာမဟုတ်ဘူးစခန်းသိမ်းတဲ့ရက်ကသူတို့လေရင်နဲ့လာပစ်တာပြည်သူတွေဒဏ်ရာရတာရှိတယ် စခန်းသိမ်းတိုင်းပြည်သူတွေကိုပြစ်နေတာပဲလို့ပြောဆိုခဲ့ပါတယ်။လက်ရှိမှာလည်းတမဟာတုံနယ်မြေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေ့ရက်တွေမှာလည်းဒေသခံပြည်သူများနေထိုင်ရာခြေရွာများကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုများဇက်တိုက်ဆိုးသလိုလှုပ်ဆောင်နေတဲ့အတွက်မကြာခဏထိခိုက်ဒေဆုံးမှုများဆက်လက်ဖြစ်ပေါ်နေပြီးတော့စစ်ပေးဆောင်လူဦးရေဟာလည်းနှစ်သိန်းကျော်အထိရှိလာပြီလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာ မယ်မြေစိုးမှုရိပ်အပြည့်အဝရရှိရန်လှုံ့ဆော်နေတဲ့ KNLA အနေနဲ့တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းကတမဟာသုံးနယ်မြေအတွင်းမှာစခန်းသိမ်းတိုက်ပွဲများဆင်နွှဲလာတာမှာအခုလက်ရှိအချိန်ထိကိုစစ်ကောင်စီစခန်းစုစုပေါင်း18ခုအထိကိုတင်းစီနိုင်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကဆုံးခွာသွားတဲ့စခန်းပေါင်း10ခုအထိရှိလာပြီဖြစ်တယ်လို့ KNU တမဟာသုံးကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ဂွေချောင်းကျေးရွာအနီးမှာမေလ14ရက်နေ့မနက်7:00နာရီကျော်ကစပြီးတော့ညနေ4:00နာရီကျော်အထိကိုတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ဂွေချောင်းနယ်မိုင်းနေငယ်အကွာလင်းတီတပ်စခန်းကစစ်ကောင်စီတပ်သား2ဦးဟာအေအေထံကိုအလင်းဝင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီလက်အောက်ခံတန်တွဲမျိုးနယ်ရဲတပ်ဖွဲ့ယုံကရဲတပ်သား၄ဦးဟာလည်းလက်နက်နဲ့တကွထွက်ပြေးသွားကြောင်းကိုတန်တွဲစီရေးလေးလာစောင့်ကြည့်သူတို့ကပြောဆိုထားပါတယ်။ဒီနေ့ဂွေချောင်းနဲ့ရေစင်ရွာကြားမှာတိုက်ပွဲကမေလ၁၄ရက်နေ့မနက်ကနေစဖြစ်တာနေ့လယ်ကနေပြီးတော့ညနေအထိတော်တော်လေးကိုပြင်းထန်တဲ့ဘားရန်တောင်ကနေလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တာတိုက်ပွဲတွေပြင်းထန်နေချိန်မှာဂွေချောင်းနဲ့တိမ်မဝေးတဲ့လင်းတီရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေတဲက၂ဦးဟာ AAC ကိုအလင်းဝင်သွားတယ်လို့သိရတယ်။ တန်တွဲမျိုးတွေကရဲတပ်ဖွဲ့ဝင်၄ဦးဟာလည်းလက်နက်တွေကိုယူပြီးတော့ထွက်ပြေးသွားတယ်လို့ဒီမှာပြောနေကြတယ်။ဘယ်ကိုထွက်ပြေးလဲဆိုတာတော့မသိရသေးဘူးလို့ပြောဆိုထားပါတယ်။တန်တွဲရဲစခန်းကနေထွက်ပြေးသွားတဲ့ရဲတပ်ဖွဲ့ဝင်၄ဦးဟာရခိုင်တိုင်းသားများဖြစ်ကြောင်းဒေသခံတအုပ်ကထပ်မံပြီးတော့အတည်ပြုထားပါတယ်။ရဲ၄ဦးထွက်ပြေးသွားတာမှန်ပါတယ်။ထွက်ပြေးသွားတဲ့ရဲတွေကရခိုင်တိုင်းသားတွေပါ။မြောက်ပိုင်းကရခိုင်နေလို့သိရပါတယ်။တခြားတိုင်းသားတွေမဟုတ်ဘူးလို့သိရတယ်။သူတို့ဘယ်ကိုသွားလဲဆိုတာကိုတော့မသိရသေးဘူးလက်နက်တွေတော့ပာသွားတယ်လို့သိရတယ်လို့ပြောဆိုထားပါတယ်မေလ17ရက်နေ့နေ့လယ်တနအီကန်းကလည်း အောက်နံမော်ကြီးရွာအနီးမှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့တန်ရွဲမျိုးအဝင်ဘာရန်တောင်ပေါ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရင်းကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင်းဒေသခံပြည်သူများဟာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်တောင်ကူတန်တောင်လမ်းပေါ်မှာရှိတဲ့၆မိုင်မှာစစ်ကောင်စီတပ်သား၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ7ရက်နေ့အကြမ်းဖက်စစ်ကောင်စီတပ်က တပ်သားနှအုပ်ကိုတောင်ငူတန်တောင်လန်း6မိုင်မှာ MA11 အမျိုးအစားတပ်နက်တလက်ကြီအတောင်300ကြီပေါက်2ခုနဲ့အတူ KNL တပ်မဟာ1တပ်ရင်း5ပူးပေါက်တပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တန်တောင်ကြီးမြို့နယ်မှာစစ်ကောင်စီတပ်များနဲ့ KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတဲ့အပြင်စစ်ရေးအရနှစ်ဖက်တင်းမာမှုများမြင့်တက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီကလည်းတန်တောင်ကြီးမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်မှုများကိုဇက်တိုက်လှုပ်ဆောင်နေပြီးတော့ ေသနေပြည်သူများဟာထောင်ချီပြီးတော့စစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြံဖတ်စေကောင်းဆောင်မင်းအွန်လိုင်း၂ရက်ကြာလာရောက်သွားတဲ့ကျိုင်းတုံမြို့မှာမေလ၁၄ရက်နေ့နေ့လယ်ပိုင်းကနှင်းစီရွှေဆိုင်ဓမြတိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျိုင်းတုံမြို့မှာနှင်းစီရွှေဆိုင်ဆိုင်ခွဲ၃ဆိုင်ရှိတဲ့တဲကရွေမြေလမ်းမှာရှိတဲ့ဆိုင်ခွဲ၃ဓမြတိုက်ခံရတာဖြစ်တယ်လို့ ဓမြတိုင်မှုဖြစ်စဉ်ကိုသိတဲ့ကျိုင်းတုံမျိုးကံအမျိုးသမီးတူကပြောပြလာပါဗျ။ဓမြတွေကိုညနေ၄နာရီလောက်မှာတာပင်းဘက်မှာဖမ်းမိပြီးတော့လက်ရှိမှာတော့ကျိုင်းတုံမျိုးမှာရဲစခန်းမှာဓမြတိုက်သွားတဲ့ရွှေတဲ့ပစ္စည်းတွေကိုစစ်နေတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပြထားပါဗျ။တိုက်သွားတာစေတမားတွေလို့သိရတယ်။ပစ္စည်းတွေဘလောက်ပါသွားလဲတော့မသိရသေးဘူး။အခုထိည9နာရီခွဲခန့်အထိကိုတော့ရဲစခန်းမှာစစ်နေတော့မယ်။ရွှေတဲ့တွေနဲ့မနေရောက်ဖမ်းမိလဲဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့သူကပြောပါဗျ။ ဓမြတိုက်မှုဖြစ်ပြီးတော့မေလ14ရက်နေ့ညနေပိုင်းမှာကျိုင်းတုံမြို့ဝယ်မြို့ရက်တွေမှာအစစ်အစစ်တွေကျန်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကျိုင်းတုံမြို့ကိုမေလ17ရက်နေ့ကအာနာသိစစ်ကောင်းဆောင်မင်းအောင်လိုင်ရောက်ရှိလာကမြို့ဆောင်လမ်းဖွင့်ပွဲကိုတက်ရောက်ခဲ့တယ်လို့မေလ12ရက်နေ့မှာစစ်တပ်နယ်မြေတွေမှာတွားရောက်တွေ့ဆုံတာတွေလည်းလုပ်ခဲ့တယ်လို့သိရပါတယ်။မေလ13ရက်နေ့မှာတော့ အကျန့်ဖတ်စိတ်ကောင်းဆောင်ပြန်သွားပြီးတော့သူ့ရဲ့ဇနီးဖြစ်သူကျူကျူလှတာကြံရှိတော့တယ်လို့သတင်းရင်းမြစ်ဒေစီကသိရှိရပါတယ်။မေလ14ရက်နေ့ဟာအကျန့်ဖတ်စိတ်ကောင်းဆောင်မင်းအောင်လိုင်းကိုးွယ်တဲ့ကျိုင်းတုံမျိုးကနာမည်ကြီးဝစီဘိတ်ဆရာတော်ရဲ့မွေးနေ့လည်းဖြစ်ပြီးတော့စိတ်ကောင်းဆောင်ရဲ့ဇနီးဟာအဲ့ဒီမွေးနေ့ပွဲကိုတက်ဖို့အတွက်ကြံခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်တောမရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာရှစ်လအရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ9ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ညနေပိုင်းမှာစောမြို့နယ်တောမရွာကိုအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာရှစ်လအရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ9ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒရဟုလီတက်ကတက်လာတဲ့ Jet Fighter တစ်စီးစောမျိုးနဲ့တောမရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲသွားတာမေလ14ရက်နေ့ညနေပိုင်းလောက်က၈လအရွယ်ကလေးငယ်အပါဝင် ပြည်သူ9ဦးတေဆုံးတယ်လို့သိရတယ်။ဒဏ်ရာပြင်းထန်တဲ့သူ3ဦးလောက်ရှိတယ်လို့ကနအူးတိထားရပါတယ်လို့ဒေတာကန်ပြည်သူတို့ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ